ကဲ132ရဲ့နောက်ဆုံးကြံတဲ့မမဘရော်နီကာပွဲကိုဖျက်ကြရအောင်ဘရော့ကအနက်ဆာမဆန်နဲ့ကစ်ပေါင်စင်ပွဲပြက်ခဲ့တာကိုလည်းကျွန်တော်ကြင်ညာခဲ့ပြီးပါပြီ14ရက်အတွင်းလူပြောင်းလဲဖြစ်ပြီးတော့တရုတ်ဝူရှိုးသမားဖြစ်တဲ့လီမင်ဂူရီကအစားထိုးဝင်လာပါတယ်လီမင်ဂရိုင်းလီမင်ဂါရူရိုင်းမသိဘူးဗျာအဲ့တရုတ်မှဝင်လာတယ်တရုတ်မှကတွန်ပိုင်းလို့လည်းသိရပါတယ် အခေသူတော့မဟုတ်ဘူး record တော်တော်လေးကောင်းတယ်တပွားလုံးမှာနှစ်ပွဲပဲအလဲထိုးခံရဘူးတယ်နိုင်ပွဲတော်တော်လေးများတယ်အခုဆိုရင်ခုနှစ်ပွဲဆက်တိုက်လည်းနိုင်ထားတယ်2021 56kg dan WFF champion လည်းဖြစ်ပိုးတယ်ဒါပေမဲ့အဲ့ဒါကတရုတ်ပြည်တွင်းကပွဲတွေပါသူ့ရဲ့အင်ကွင်းမှာပဲဆော့ခဲ့ရတဲ့ပွဲတွေပါအဲ့ဒါအပြင်ကမှသူဆော့ခဲ့တာဒီကကစ်ပေါင်စင်ပွဲတွေလည်းဖြစ်နေပြပါတယ်အခုဆော့မှာကမွေထိုင်းဆိုတော့အနှဲငယ်တော့ကြွာချမှုရှိတယ်ကစ်ပေါင်စင်ပွဲတွေထိုးခဲ့တော့လေသူဆော့ခဲ့တဲ့စတိုင်ကကစ်ပေါင်စင်စတိုင်မဟုတ်ဘူး ဝူရှူသမားဆိုတော့ဝူရှူစတိုင်ပဲထွက်တယ်ဝူရှူရဲ့ပုံစံကကစ်ပေါင်စင်နဲ့နှိစက်ပဲမဲ့အနှဲငယ်ကွာခြားပါတယ်လက်သီးပိုင်းဆိုရင်1 2ကောင်းကြတယ်စပင်နင်ဘက်ကစ်တွေကောင်းတယ်ဝိုင်းလက်သီးတွေအမြင့်ကန်ချက်တွေကွန်ဘိုတွေတော်တော်လေးကောင်းတယ် ခြေထောက်ကိုဖမ်းပြီးတော့တိတ်တောင်းလုတဲ့အပိုင်းတွေကဝှချိုးသမားတွေရဲ့ signature ပါအဲ့ပိုင်းတွေဝှချိုးသမားတွေတော်တော်ကောင်းတယ်ဆိုတော့အဲ့လိုအပိုင်းတွေကိုအခုတရုတ်မှဖြစ်တဲ့လီမာလည်းတွေ့ရပါတယ်အရက်ကငါးပေသုံးလုံးမှရှိလို့ကိုရီးယားဘရိုနီကာကဒီပိုင်းမှာတားမယ်အခုမှ MMA glove နဲ့စားစောမှမို့လို့အဲ့ဒီပိုင်းလည်းထက်တာတယ်နောက်ပြီးတော့တရုတ်မှရဲ့နောက်ဆုံးပွဲက2024ခုနှစ်နှစ်လပိုင်းမို့လို့ပွဲလဲတစ်နှစ်ဝေးထားပါတယ်ကိုလူက၅လပိုင်းမှာမှဂျူနီယာဖက်တက်လေးကိုအလဲထိုးထားတယ်ဒါနဲ့စကားမဆက်ပြောလိုက်အောင်မယ်ဂျူနီယာကစတန်ရဲ့ညီမမဟုတ်ဘူး ဘာမှမတော်ဘူးဗျဘသူဖွားလိုက်လဲမသိပေမဲ့သူတို့နှစ်ယောက်စလုံးကနေတဲ့နေရာလေးလည်းမတူကြဘူးကလက်တူတာပဲရှိတယ်ဗျာဂျူနီယာကဘရိုနီကာကိုရှုံးပြီးတဲ့နောက်မှာသူ့ရွာကိုသူပြန်သွားတယ်ခုချိန်နေချင်းကိုပြန်ရောက်နေလားမရောက်ဘူးလားဆိုတာတော့မသိရသေးဘူးတော်တော်လေးစိတ်နာသွားပုံတော့ရတယ်ဟုတ်တော့လေဟုတ်တယ်ဗျခုနှစ်ပွဲဆက်တိုက်နိုင်ပြီမှစာချုပ်ရခံနေမှအလဲတို့ခံလိုက်ရတာဆိုတော့တော်တော်လေးတော့ခံပြင်းနေနိုင်တယ်စိတ်လက်ကုံသွားတာဖြစ်ကောင်းဖြစ်နိုင်တယ်ကဲထားပါတော့ရှိသေးတော့ပွဲကိုပြန်ဆက်မယ်ပွဲနီးဝေးမှလည်းကိုလူကထတ်တာတယ် တေယုံမကဝမ်ချက်မြရှိခဲ့ပထမအဆုံးပွဲလေးဖြစ်ပြန်တယ်အဆဆအရာရာ on the paper အချက်လက်တွေအရာဆိုရင်တော့ကိုရီးယားမမကစင်ပေါ်ရပါသို့တော့ဒါက compass ပေါ်ဘာမဆိုဖြစ်နိုင်နေဝိုင်းလက်သီးတွေကောင်းတဲ့သူမို့လို့ bronica ကဂျောလုံမို့လုံးမယ် bronica ကကြတော့ဖြောင်းလက်သီးပိုင်းတွေပိုကောင်းတယ်မြန်မာဘောင်စင်အဖွဲချုပ်ကထွက်တာဆိုတော့အဲ့ဖြောင်းလန့်သီးတွေကတော့ရှယ်ပဲဆိုရကအဖွဲချုပ်ကအဲ့ဖြောင်းလန့်သီးတက်လဲပို့ပြီးတော့မတင်ပေးတာပဲ။ဘာကြောင့်တည်လဲဆိုရင်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ကနေပြီးတော့ထွက်လာတာမဟုတ်လို့ပါ။ Thara 1 2ပဲတင်ပေးတာ ပြိုင်ဘက်ကဝိုင်းလက်သေးကောင်းတယ်။ညာဝိုက်ပြီးတော့ဖေချေအမြင့်ကန်တဲ့ကွန်ဘိုကောင်းတယ်။မြန်တယ်၊တွတ်တယ်၊တက်လုံကောင်းတယ်။ပါဝါပိုင်းကတော့ဘရိုနီကာလောက်မရှိပေမဲ့ short တွက်လို့တော့မရပါဘူး။ဒီလဲပဲဒီစင်မြင့်ပေါ်ကိုတက်လာပြီဆိုရင်ဘယ်သူမှအချင်းမပါတော့ဘူး။တက်မလား၊တေမလားဆိုတဲ့ကောင်းနေကြီးပါပဲ။ဘရိုဆောင်းတင်တာကပရမချီကိုဂယူဆိုင်ဖို့ပါ။ ပြီးတော့ရွှေ့နေဖို့လိုပါတယ်ဝရှုသမားအများစုသည်သူရဲ့ပြိုင်ဘက်ကငြိမ်နေပို့ပြီးတော့ကြိုက်တယ်ပို့ပြီးတော့ကင်တွယ်နိုင်တယ်ပို့ပြီးတော့ဆော့တတ်တယ်ဒါကြောင့်မလို့အနှဲငယ်ရွှေ့ပြီးတော့ဆော့တင်တယ်ပြီးတော့အစောပိုင်းကပြောတယ်ဆပ်ပေါ်စတန်ကနေပြီးတော့ကန်လာမဲ့ချေကန်ချက်တွေရေကူးဝိုင်းလက်သီးတွေစပင်နင်ဘက်ကစ်တွေကိုကင်တွယ်နိုင်ရင်တော့ဘရိုနီကာနိုင်ပါတယ်ဒီတယောက်မကပြန်ဘက်တွေကိုစိတ်ရှုံအောင်လုပ်တတ်တယ်ဆိုတော့အဲ့ဒီကွက်ထဲကိုကိုကမဝင်သွားဖို့လိုတယ်အရန်ခက်ခဲနေတဲ့ပြန်ဘက်တော့မဟုတ်ဘူးသို့တော့ short တက်လို့လည်းမရပါဘူးဒါကဝမ်းချက်မျိုးရှိပါ time five မဟုတ်ပါဘူးပေါက်ကြီးမပေါက်သေးပါဘူးနေရတာပါ channel msn ပါတတား